မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင် ကစားမဲ့ထဲတန်းလေးပွဲစဉ်တွေတော်တော်များများရှိရပေါ့နော်။အဲ့တော့ဒီနေ့တနင်္ဂနွေနေ့ညမှာဆိုလို့ရှိရင်တော့ဒီ FIFA Club World Cup ပြိုင်ပွဲရဲ့ဒါပွဲစဉ်တွေဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်။အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်စုစုပေါင်းက၄ပွဲရှိရပေါ့နော်။အဲ့ဒီ၄ပွဲတွေကနေပြီးတော့မှဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်၃ပွဲကိုကြိုတင်ပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။ ဲ့တော့ဒါတခြားထိန်းနှဲလိပြိုင်ပွဲတွေရဲ့သုံးသချက်တွေတစ်တူဆိုလို့ရှင်လဲကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားတာဖြစ်တဲ့တော့ကြောင့်ဒါ Telegram Channel ကို join ကျင်နေဆိုလို့ရှင် DVD Org comment မှာဒီ Telegram Channel link ကို pin comment အနေနဲ့ခြားထားပြီးရပါတော့ဝင်ပြီးတော့ join ထားလို့ရရပါတော့ ဟုတ်ပြီတော့ဒီနေ့အတွက်ဒီ FIBA Club World Cup ပြိုင်ပွဲရဲ့ဒါပထမအဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကတော့ဒီနေ့ည10:00နာရီခွဲမှာကစားမဲ့ Bayern Munich နဲ့ Auckland City အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့လက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့ Bayern က9ဂိုးသွင်း65ပြားရမယ်။ပြီးတော့9ပေါင်းနေနေဆိုလို့ရှိရင်9ဂိုးသွင်းတရီဆိုပြီးတော့ခြေထွက်တယ်ပေါ့နော်။အဲတော့ဒီ Bayern လက်ရှိအုပ်စုစီမှာဆိုလို့ရှိရင်အားကောင်းဆုံးအသင်းတစ်သင်းဖြစ်တယ်။ပြီးတော့နောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်လည်းရာဂိုင်းတော့အဖြစ်အားကောင်းဆုံး အတင်းတင်းဖြစ်နေရပေါ့နော်ပြီးတော့အဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်ဘိုင်ယန်ကလက်ရှိအုပ်စုရဲ့အားအနည်းဆုံးအတင်းတင်းဖြစ်တဲ့ Auckland City လိုမျိုးအတင်းနဲ့ကစားမှာဖြစ်ပြီးတော့လက်ရှိပေါက်ကြီးရာကျွန်တော်ပြန်ကြည့်လိုက်မှာဆိုလို့ရှိရင်ဒီနှစ်သင်းကြားထဲမှာကဒီကြီးမားတဲ့ကွာမှုကြီးတစ်ခုရှိနေတယ်ပေါ့နော်ပြီးတော့ဒီဘိုင်ယန်ကဒီပြီးခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ edition ပေါ့နော်ဒီပြီးခဲ့တဲ့ပြိုင်ပွဲကျင်းပတဲ့ပြီးခဲ့တဲ့ပုံစံချင်းမှာဆိုလို့ရှိရင်ဘိုင်ယန်ကနှစ်ကြိမ်တိုင်းတိုင်းတူချန်ပီယံဖြစ်ခဲ့ဘူးလေပြီးတော့အဲ့ဒီသူချန်ပီယံဖြစ်ခဲ့တဲ့နှစ်ကြိမ်လုံးမှာဆိုလို့ရှိရင်ဘိုင်ယန်ကပြီးခုတကူမှ ခွင့်ပြုပေးခဲ့အခြင်းမရှိဘဲနဲ့သူတို့ချန်ပီယံဖြစ်ခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဘိုင်ယန်ကတော့အခုတစ်ချိန်နဲ့ဆိုလို့ရှိရင်တော့ FIFA Club World Cup ပြိုင်ပွဲမှာဆိုလို့ရှိရင်သူ73ချိန်အထိဝင်ပြိုင်မှုတယ်ဒါကပြောမှဆိုလို့ရှိရင်တမိုင်းမှာဒါဘိုင်ယန်ထပ်ပို့ပြီးတော့ FIFA Club World Cup မှာဝင်ပြိုင်မှုရဲ့အသင်းကမရှိတော့ဘူးပေါ့နော်ဒီဘိုင်ယန်အသင်းရဲ့ FIFA Club World Cup ရဲ့ဒီပြီးခဲ့တဲ့ ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့စုစုပေါင်း18ပွဲမှာဆိုလို့ရှိရင်နှစ်သင်းပေါင်းတွင်ကိုဒါ6 9ထိရောက်ခဲ့တဲ့ပွဲစဉ်ကတပွဲမှမရှိခဲ့ဘူး။ဝင်တော့ပြီးတော့ဒီပွဲမှာဒါတစ်ဖက်က Auckland City အသင်းရဲ့အနေနဲ့ကကျတော့လေဂျင်းတွေပေါ့ ပိတ်ပြီးတော့ကစားမှာပဲဒီဘက်မှာသူတို့ကိုပြက်မရှုံးခဲ့ဘူးဆိုလို့ရှိရင်သူတို့အတွက်ဒီတော်တော်လေးကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်မှာဖြစ်တယ်ပေါ့နော်။ဘိုင်ယန်သိင်းရဲ့ဒါနီးပြဖြစ်တဲ့ဒီ company ပေါ့နော်။ company ရဲ့နေနဲ့ဆိုလို့ရှိရင်လည်းဒါလာမဲ့ဒီဒီနှစ်ပွဲသူထပ်ပြီးတော့အုပ်စုတွင်ကစားဖို့ရှိသေးတယ်ပေါ့နော်။ဒီ Boca Junior နဲ့ Benfica အသင်းတွေနဲ့ကစားဖို့ရှိတယ်။ပြောမှဆိုလို့ရှိရင်အဲ့ဒီအသင်းနဲ့အဲ့ဒီအသင်းတွေနဲ့ပွဲစဉ်ကဘိုင်ယန်အတွက် အနေနဲ့တော့ခက်ခဲမှုရှိနိုင်တယ်ပေါ့။အဲ့တော့အဲ့ဒီဘွဲစင်းနေတော့ဆိုလို့ရှိရင်လည်းနီးပြကုမ္ပဏီအနေနဲ့ကကျွန်တော်ဒီနေ့မှသူ့ရဲ့ကစားသမားတချို့တော့ကိုအနာပေးလာနိုင်ကြတော့ရှိတယ်။ဒီဒါမှမဟုတ်အဲ့လိုမျိုးအနာပေးလာခဲ့မှဆိုလို့ရှိရင်လည်းဒါကတစ်ဖက်က Auckland City အတင်းတော့ဆိုလို့ရှိရင်လည်းတတ်တာရရစီလိုက်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ဒီဘွဲမှာတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကိုဘောက်ကိုကြိုက်တယ်ပေါ့နော်။ Bayern Auckland City အတင်းကိုအနည်းဆုံးဒီဘွဲမှာ၅ခုပြတ်သွင်းပြီးတော့ အနိုင်ယူနိုင်စွမ်းရှိတယ်ဒါပေမဲ့လို့ငါးကိုထပ်ပို့ပြီးတော့တွင်းဖို့အတွက်ဆိုလို့ရှိရင်ပိုင်ရန်အသင်းအနေနဲ့ကကျတော့ကြိုပြီးတော့ပြင်ဆင်ထားလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးဒီဘက်မှာတို့၄ကို၅ကိုလုံးနဲ့နိုင်နိုင်ပြီးနိုင်ဖို့လောက်ပဲတို့စဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဒီတစ်ဖက်က organic city အသင်းအနေနဲ့ကကျတော့လည်းကြီးတယ်ပေါ့ဒီဘက်မှာပိတ်ကစားမှဖြစ်တယ်တို့ရဲ့ twin goal တွေဒီနေ့ပွဲစဉ်မှာကျွန်တော်ရည်တွက်ဖို့ရမဖြစ်နိုင်ဘူးတို့အနေနဲ့ကကျတော့လည်းပိုင်ရန်ကိုတွင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေအထားတစ်ခုမှရှိနေတာကိုတွေ့ရတယ်အဲ့တော့ဒါ goal ပေါင်းကြီးရဆိုလို့ရှိရင်၅ကိုတွင်းတရေဒါ6ကိုတွင်းမှာ အပြည့်အအပြည့်အောင်မဲ့ဘူပေါင်းကြီးတစ်ခုမှာတော့ကျွန်တော်ပထမဆုံးပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်၉ရောက်ကိုပဲရွေးချယ်ပေးလိုက်မှာပေါ့အဲ့တော့ဟုတ်ပြီဒါဒီနေ့ညအတွက်ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲရတော့ဒီနေ့အတွက် FIBA Club World Cup ပြိုင်ပွဲကြီးတွေမှာဆိုလို့ရှိရင်အကောင်းဆုံးပွဲစဉ်တပွဲလို့ကျွန်တော်သတ်မှတ်နိုင်တဲ့ဒါဒီနေ့ညတနင်္လာရက်မှာကစားမယ့် PSG နဲ့ Atletico Madrid အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါကြီးကိုကျွန်တော်ပြန်ကြည့်နော် Atletico PSG အသင်းကတကိုးသွင်း95ပြားရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်းပြား90ရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော် အဲ့တော့ဒါဒီနဲ့တင်းကဒါပြောမယ်ဆိုလို့ရှိရင်လက်ရှိအုပ်စု B မှာဆိုလို့ရှိရင်အားကောင်းဆုံးအသင်းနှစ်သင်းပေါ့နော်ပြီးတော့ဒါနောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်လည်းရာဂိုင်တော့အဖြစ်အများဆုံးအသင်းနေဖြစ်တယ်ပြီးတော့ဒီနေ့မှာနိုင်ရခဲ့တဲ့အသင်းအနေနဲ့ကျတော့လေအုပ်စု B မှာအုပ်စု B ဖြစ်ပြီးလို့တော့ကျွန်တော်အနည်းဆုံး ဤတက်အခြေခံအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တက်မှတ်လို့ရပြီဖြစ်တယ်ဗောနော်ပြီးတော့ဒီ PSG ရဲ့နောက်ဆုံးကစားရေးပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တို့အင်တာမီလန်ကို၅ခုပြတ်နဲ့နိုင်ခဲ့တဲ့ Champions League Final ပွဲစဉ်ဖြစ်နေရဗောနော်ပြီးတော့ PSG ရဲ့ Champions League ဖြတ်သန်းခဲ့ မို့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်လက်ဘဘူးအက်ဆွန်ဘီလာအာဆင်နယ်အစားကြီးရဲ့အသင်းတွေကိုကြွဖြတ်ခဲ့တာဖြစ်တာကြောင့်ဒီဟာဒီမှာ PSG ကဒါဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တယ်ဆိုတော့အတော့ကျွန်တော်ဒီငင်းဆိုဖို့ခက်တယ်ပေါ့နော်ပြီးတော့ဒါ PSG ရဲ့နေပြဖြစ်တဲ့ Louis Enrique ပေါ့နော်သူကိုယ်တိုင်ကလည်းဒါအသင်းမှာရှိတဲ့အတွေ့အကြုံရင်းကစားသမားတွေနဲ့လူငယ်ကစားသမားတချို့ကို သူအကောင်းဆုံးပေါင်းစပ်ထားပြီးတော့ဒါအခုနှစ် ဘောလုံးရာဒီမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါပြင်သစ်လီဖလာရဲ့အမတ်ပီဖလာနဲ့ဒါချန်ပီယံလိဖလာဒီမှာဆိုလို့ရှိရင်ပိုဆွဲနိုင်ခဲ့ပြီးတော့ဒါ triple ဆိုတော့အမှတ်တမ်းကောင်းတစ်ခုလည်း Louis Enrique အနေနဲ့ပါဆိုင်နိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါ PSG ပေါ့နော် PSG ရဲ့နောက်ဆုံးကစားခဲ့တဲ့လီဇက်တပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေသူတို့ရှုံးခဲ့တာအစုစုပေါင်း၄ပွဲပဲရှိရပါတော့ပြီးတော့အဲ့ဒီရှုံးခဲ့တဲ့၄ပွဲမှာဆိုလို့ရှင်လေနှစ်ပွဲကဒါပြင်းသီးလီဂူဝမ်မှာသူတို့ချန်ပီယံဖြစ်ခဲ့ပြီးရနောက်မှာအမှတ်မလို့တော့တဲ့ပွဲစဉ်တွေမှာသူတို့ရှုံးခဲ့တဲ့နှစ်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ပွဲမှာရှုံးခဲ့တာ ာဖြစ်တော့ကြာသူတို့ကအဲ့ပွဲစီနေမှာဆိုလို့ရှိရင်အရင်အရင်ကစားသမားရင်းနဲ့ပွဲထုတ်ကစားသွားလို့လာသူတို့ရှုံးသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကအတလက်တီကိုမက်ဒရစ်ကိုကျွန်တော်ပြင်ကြည့်ရင်တော့ဒီဟာဒီလာလီဂါမှာဆိုလို့ရှိရင်သူအဆင့်3နဲ့ ရှားဒီသိမ်းခဲ့တယ်ပြီးတော့အဆင့်အစ်နေရာကဘာစီလိုနာနဲ့ဆိုလို့ရှင်လိုက်သူရမှ12မတ်တီသူဖြတ်တောက်ခဲ့တယ်ပေါ့နော်ပြီးတော့ချန်ပီယံလိမှာဆိုလို့ရှင်လိုက်သူတို့16တင်းချုံတော့အဆင့်အနေလက်ထောက်ခဲ့ရပြီးတော့အဝေးကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှင်လိုက်သူတို့အနိုင်ရခဲ့တာ2ပွဲပဲရှိရပေါ့နော်ပြီးတော့ဒါ PSG ပေါ့နော် PSG ရဲ့တိုက်စစ်ကိုကျွန်တော်ပြန်ကြည့်နောက်ဆုံး4ပွဲမှာသူတို့15ဂိုးတိရခဲ့တယ်ပြီးတော့အသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှင်လဲဒါဒမ်ဘီလီနဲ့ဒီကဘာရက်စကီလီယာတို့လိုရေသွင်းမြင့်ကစားသမားရှိရဆိုတော့ဒီပွဲမှာဒီကစားသမားရဲ့အတွင်းဂိုးတွေကိုကျွန်တော်မြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ ော့လက်ရှိအချက်လက်တွေရရေပြီးတော့နှစ်သိန်းလုံးရဲ့ကစားသမားအစုဖွဲ့တို့ကျွန်တော်ပြန်ကြည့်ရင်တော့ PSG ကပိုအသာရနေအောင်တွေ့ရလိမ့်မယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီဘက်မှာ PSG ကို သဘောကျရပါတော့ဒီတကိုးသွင်း95ပြားရမယ့်ခြေဒီခု မှာတော့ PSG ဒါ PSG အနေနဲ့ Atletico မက်ဒရစ်ကိုဒီအနည်းဆုံးတော့2-1 2-0လောက်တော့နဲ့အနိုင်ကစားနိုင်တယ်မလို့ကျွန်တော်ထင်တယ်ပြီးတော့ဒီနှစ်သင်းလုံးအနေနဲ့ကကြတော့လေဒါလက်ရှိမှာဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ကစားသမားအစုံလင်းနဲ့ပွဲထုတ်ပြီးတော့ကစားလန်နိုင်ခြေရှိတယ်အဲ့တော့ဒီပွဲကတော့ကျွန်တော်ဒီဒုတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ PSG အသင်းကိုရွေးချယ်ပေးလိုက်မှာပေါ့ ဟုတ်ပြီတော့ဒါဒီနေ့ဗီဒီယိုအတွက်ဒီနောက်ဆုံးသုံးသပ်ပေးမယ့်ဝေစီရတော့ကြာတော့ဒီမနက်ပြန်မနက်အစောပိုင်းပေါ့နော်ဒီမနက်၄နိုင်ခွဲမှာကစားမဲ့ဒီပါမီရန်နဲ့ဒီပေါ်တိုရိုရဲ့ပွဲစဉ်ကိုထပ်ပြီးတော့သုံးသပ်ပေးပါဦးနော်အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ပါမီရန်အတင်းကသေရေးချိုင်ပြားလေးတဲ့ရှုံမယ်ပြီးတော့၉ပေါင်းနေလဲဆိုလို့ရှိရင်၂ကိုးသွင်းပြားကားတဲ့ရှုံမယ်ဆိုပြီးတော့ခြေထွက်တယ်ပေါ့နော်အဲ့တော့ဒီနှစ်တင်းကဒါအုပ်စုအေမှာဆိုလို့ရှိရင်နောက်တစ်စင်းတက်ဖို့ရေပန်းအစားဆုံးအတင်းနှစ်တင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒါအစောပိုင်းပွဲစဉ်မှာဆိုလို့ရှိရင်လဲ AR လီနဲ့ Inter Miami အတင်းတို့နှစ်တင်းကကစားသွားခဲ့ပြီးတော့သေရေး ကျသွားခဲ့ဆိုတော့ဒီနှစ်သင်းရဲ့အနေနဲ့ကကျတော့နောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်အဲနှုတ်အပြေပုံမှုပြီးတော့မြန်ပြလာခဲ့ပြီလည်းဖြစ်တယ်ပေါ့နော်ဒီပြီးတော့ဒီပါမရီရဲ့အသင်းရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၄ပွဲကနှစ်သင်းပေါင်းအတွင်းကို3ဂိုးအနည်းဆုံးရှိခဲ့တယ်ပြီးတော့ပေါ်တူရဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်6ပွဲကနှစ်သင်းပေါင်းအတွင်းကို3ဂိုး ရောက်ခဲ့တယ်ကိုတွေ့ရပြီပေါ့နော်ပြီးတော့ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးအတွက်ကလိုအပ်ချက်တွေပြန်ပြီးပြင်ဆင်ရမယ့်ပွဲတစ်ပွဲဖြစ်တယ်ပေါ့နော်ဒါကြောင့်နှစ်သင်းလုံးအနေနဲ့ဒါအဖွင့်အဖွင့်ပွဲစဉ်မှာမိမိအသင်းရဲ့လိုအပ်ချက်တွေကိုမြင်နိုင်ဖို့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာတို့နှစ်သင်းလုံးအနေနဲ့ပတ်ပေါင်းစုံအနေနဲ့ပြီးကစားလာနိုင်ခြေရှိရပေါ့နော် ပြီးတော့နှစ်သိန်းလုံးအနေနဲ့ကျတော့လေဒီနေ့ပွဲစဉ်မှာဒါသူတို့နှစ်သိန်းရဲ့တိုက်စစ်ပိုင်းရဲ့လုံနိုင်စွမ်းတွေကိုဒီနေ့မှာပုံမပြတာမှာဖြစ်တယ်ဘောနော်ပြီးတော့ဒီနေ့မှာအရှုံးရလက်နဲ့အတင်း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 ကရင်ဆိုင်ရရမှာဆိုလို့ရှိရင်လည်းနောက်ပွဲတွေမှာသူတို့အမားပြင်စင်ခွင့်ရှင်ရှိဖို့အချိန်ရှိသေးတာဖြစ်တယ်အဲ့တော့ဒါအခွင့်ပွဲစဉ်မှာ ဒါပြုံးမစရရှင်မိအင်တာအေယာလီနဲ့မိယာမီတို့တည်ကြသွားခဲ့တာကြောင့်ဒီပွဲမှာနှစ်သိန်းလုံးအတွက်ကပို့ပြီးတော့အားကောင်းသွားခဲ့တာဖြစ်တာကြောင့်ဖြစ်တာကြောင့်ဒီပွဲမှာနှစ်သိန်းလုံးရဲ့အပြည့်အဝကစားဟန်တစ်ခုကျွန်တော်မြင်တွေ့ရလိမ့်မယ်ကျွန်တော်ထင်တယ်။ဖာမီရဲ့တိုက်စစ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနောက်ဆုံး၄ပွဲမှာ၃ခုထိအတွင်းထားတဲ့ Jose Luis Pato လို့ကစားသမားရှိတယ်။ပြီးတော့ဒီတစ်ဖက်ကပေါ်တိုရဲ့တိုက်စစ်မှာဆိုလို့ရှင်လဲပြီးခဲ့တဲ့ရာသီကတွင်ကို16ခုထိရယူနိုင်ခဲ့တဲ့စပိန်တိုက်စစ်မှုဒါ Samuel Aguero တို့လို့ကစားသမားရှိတာဖြစ်တယ်ခေါ့နော်။ပြီးတော့ဒီပွဲမှာ ရှုံးသွားခဲ့တဲ့အတင်းအတွက်လည်းဆုံးဆုံးရှုံးမှုကြီးမားမှာမဟုတ်ဘူးဘောနော်နှစ်သိန်းလုံးအနေနဲ့ကျတော့လည်း ဒါပြောမှဆိုရင်နောက်ပွဲတွေမှာတို့တို့အနိုင်ဖို့အချက်အနေအများကြီးချိန်တည်တယ်အဲ့တော့ဒီပွဲကနှစ်သိန်းလုံးအနေနဲ့တိုက်စစ်ဖွင့်ပြီးဆော့လိုက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့အဲ့တော့ဒါအပြန်လည်သွင်းမှုတွေရှိဖို့မျှော်လင့်တယ်အဲ့တော့ဒါကိုးပေါင်းကြီးရဆိုလို့ရှိရင်နှစ်ကိုးသွင်းရင်ပြားကားတဲ့ရှုံးမဲ့အခြေတခုမှာတော့ကျွန်တော်ဒီပွဲမှာနှစ်သိန်းပေါင်းဒီ၃ကို၄ကိုလောက်တော့မျှော်လင့်တယ်ဗောနော်ကိုးရလဲအနေနဲ့ဆိုလို့ရှိရင်၂2 2 1လောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါဒီနေ့အတွက်နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကိုးပေါ်ရွေးချယ်ပြီးလိုက်မှာပေါ့